အင်္ဂုတ္တရာနိကေမဟာဝေကေသမုတ်တိတုတ်အခါတပါး၌မြတ်စွာဘုရားသည်ကောသလတိုင် ကာလာမမင်းတို့ဤကေသမုတ်တမိသောဤကုံတို့ရောက်စဉ်ကာလာမမင်းတို့သည်အချင်းတို့တာဂီဝေမင်းမျိုးမှယဟန်ပြုသည်ဂေါတမမြတ်စွာဘုရားသည်ဥဇော်အထူးကို ခံတော်မူထိုက်သောကြောင်းကြောင့်လည်းအရဟံမြည်၏ နှစ်သက်သဘောရှိသောယဟန္တာပုဂ္ဂိုလ်တို့အားဖူးမြော်ရခြင်းသည် ကောင်းသည့်ဓာတိဟု အချင်းချင်း ကြားသိစေကာအဖူးမြော်လာကြကုန်၏တခုသောနေရာ၌ထိုင်နေသောကေတာမௌတဏီကုံသာထိုကာလမှာမင်းမျိုးတို့သည်မြတ်စွာဘုရားအားအရှင်ဘုရားအချို့သောတမနာပြမနာတို့သည်ကေတာမௌတဏီကုံသို့ရောက်လာကြ၍ မိမိ၏အယူဝါဒကိုသာပြကုန်၍အခြားအယူဝါဒကိုမူကားထိပါကုန်မထေမဲ့မြင်ပြုကြကုန်ရှုံချပါကုန်၏အခြားသောတမနာပြမနာအချို့တို့သည်လည်းထိုတူသာဖြစ်၏ဤသူကမှန်သောစကားကိုဆိုပါသည်။ဤသူကမမှန်သောစကားကိုဆိုပါသည်ဟုယုံမှားခြင်းတွေးတောခြင်းဖြစ်ခဲ့သည်ဟုရှောက်ကုန်၏ ထိုအခါမြတ်စွာဘုရားသည် ကာလာမမင်းတို့အားပြောတဲ့ကြားကများဖြင့်ဟုတ်ပြီမှန်ပြီဟု အတိမယူကုန်ပဲဆက်လို့အဆက်ဆက်စကားများဖြင့်လည်းဟုတ်ပြီမှန်ပြီဟုအတိမယူမယူကုန်လွန်သည်ငါဖြစ်ဘူးတည်းဟုသောစကားများဖြင့်လည်းဟုတ်ပြီမှန်ပြီဟုအတိမယူကုန်ပိဋိကမိမိတို့၏ရှေးဟောင်းကျမ်းကံ စာပေနှင့်ညီညွတ်ပေသည်တည်းဟုတ်ပြီမှန်ပြီဟုအတီမယူကုန်လွန်သည်ကြံစာတွေးတော်ယူခြင်းများဖြင့်လည်းဟုတ်ပြီမှန်ပြီဟုအတီမယူကုန်လွန်သည် နီးနီးယူခြင်းများဖြင့်လည်းဟုတ်ပြီမှန်ပြီဟုအတီမယူကုန်လွန်သည်အချင်းချင်းကြံစီသောအားဖြင့်လည်းဟုတ်ပြီမှန်ပြီဟုအတီမယူကုန်လွန်သည်ငါတို့ကြံစီနှစ်သက်သော ယူထားသောအယူနှင့် တူညီပေသည်လေဟုတ်ပြီမှန်ပြီဟု အတီးမယူကုန်လွန်သည်မှတ်ယူထိုက်သောသဘောများဖြင့်လေဟုတ်ပြီမှန်ပြီဟု အတီးမယူကုန်လွန်သည်မိမိတို့လေးစားသောယဟန်၏စကားလည်းမဟုတ် ဟုတ်ပြီမှန်ပြီဟု အတီးမယူကုန်လွန်စေရကာလာမမင်းတို့ဤတရားတို့ကအကုသိုလ်တရားတို့သည်ဤတရားတို့ကအပြစ်မရှိသောတရားတို့သည် ဤတရားတို့ကပညာရှိတို့ကဲ့ရဲ့အပ်သောတရားတို့သည်ဤတရားတို့ကို ပြည့်စုံစေအပ်စောင့်တည်အပ်ကုန်သည်ရှိသော အစည်းပွားမဲ့ခြင်းငှာစည်ရဲ့ခြင်းငှာဖြစ်ကုန်၏ဟုတင်တို့သည်မိမိတို့ကိုယ်တိုင်ပင်တည်သောအခါ၌ပူပယ်စွန့်ကုန်ရာ၏ကာလာမမင်းတို့တတ်မဲ့ခြင်းလောဘအမျက်ထွက်ခြင်းဒေါသတွေ့ဝေခြင်းမောဟတို့သည် တဒဝါတို့ဤအတွင်အစ္ဆတသဒ္ဒန်၌ဖြစ်သောအစည်းအပွားရှိခြင်းငါဖြစ်သလောသို့မဟုတ်အစည်းအပွားမဲ့ခြင်းငါဖြစ်သလောဟုမိန်တော်မူ၏အစည်းအပွားမဲ့ခြင်းငါဖြစ်ပါသည်အရှင်ဖျားကာလာမမင်းတို့တတ်မဲ့သောပုဂ္ဂိုလ်သည်လောဘဒေါသမောဟနှိမ့်ဆက်အပ်သိမ်းယူအပ်သောစိတ်ရှိသည်ဖြစ်၍သူအသက်ကိုလည်းတတ်၏မပေးသည့်ကိုလည်းခိုးယူ၏ သူ့မိားကိုလည်းသွာလာ၏မဟုတ်မမှန်သောစကားကိုလည်းပြောဆို၏သူတပားကိုလည်းထိုအတိုင်းပြုရန်စောက်တည်စေ၏ယင်းသူတပားအသက်သက်ချင်းစသည်တို့သည် ထိုသူအားကြာမြင့်စွာသောကာလပတ်လုံးအစည်းအပွားမဲ့ခြင်းငါစင်ရဲခြင်းငါဖြစ်နိုင်သည်မဟုတ်လောဟုမိန်တော်မူ၏ကာလမမင်းတို့ဤတရားတို့သည်ကုစုတရားတို့လောတို့မဟုတ် အာဟုသောတရားတို့လောအပြည့်ရှိသော တရားတို့လောသို့မဟုတ်အပြည့်မရှိသောတရားတို့လောပညာရှိတို့ကဲ့ရဲ့အပ်သောတရားတို့လောသို့မဟုတ်ပညာရှိတို့ချီးမွမ်းအပ်သော တရားတို့လောဤတရားတို့ကိုပြည့်စုံစေအပ်စောက်တည်အပ်ကုန်သော အစည်းပွားမဲခြင်းငှာဆင်းရဲခြင်းငှာဖြစ်ကုန်သလော သို့မဟုတ်မဖြစ်ကုန်သလောဟုမိန်တော်မူ၏ အာဟုသောတရားအပြည့်ရှိသောတရားပညာရှိတို့ကဲ့ရဲ့အပ်သောတရားတို့ဖြစ်ပါသည်အရှင်ဘုရားဟုကာလာမမင်းတို့ကပြန်လျှောက်၏ကာလာမမင်းတို့မတတ်မဲ့ခြင်းအလိုပါအမျက်မထွက်ခြင်းအဒေါသမတွေ့ဝေခြင်းအမောဟတို့သည်တတ္တဝါတို့ဤအတွင်အစ္စတသဒ္ဒန်၌ဖြစ်သော အစည်းအပွားရှိခြင်းငါဖြစ်သလော သို့မဟုတ်အစည်းပွားမဲ့ခြင်းငါဖြစ်တော်ဟုမိန်တော်မူ၏အစည်းပွားရှိခြင်းငါဖြစ်ပါသည်ရှင်ဖျားကာလာမာမင်းတို့မတတ်မတ်သောပုဂ္ဂိုလ်သည်အလောဘအဒေါသအမောဟတို့မနှိမ့်ဆက်အံမသိယူအပ်သောစိတ်ရှိသည်ဖြစ်၍သူ့အတက်ကိုလည်းမတက် မပေးသည်ကိုလည်းမယူသူ့မယားကိုလည်းမတွာလာ မဟုတ်မမှန်သောစကားကိုလည်းမပြောဆို သူတပားကိုလည်းထိုအတိုင်းသူတပားအသက်သက်မှုစသည်တို့ ပြုရန်မဆောက်တည်စေယင်း သူတပားအသက်မသက်ရခြင်းစသည်တို့သည် ထိုသူအားကြာမြင့်စွာသောကာလပတ်လုံးအစည်းအပွားရှိခြင်းငါချမ်းသာခြင်းငါဖြစ်နိုင်သည် မဟုတ်လောဟုမိန်တော်မူ၏ကာလမမင်းတို့အရိယာတပည့်သည်ဤသို့မတ်မောခြင်းအဘိဇာ ပျက်စီးစေလိုခြင်းဗျာပါဒတို့မှကင်းသည် တွေ့ဝေခြင်းမရှိသည်စင်ကြေတုံတရားရှိသည်တတိနှင့်ပြည့်စုံသည် ဖြစ်၍မေတ္တာနှင့်ရှင်သောစေတနာခြင်းဂယုဏနှင့်ရှင်သောစေဝမ်းမြောက်ခြင်းမုဒိတာနှင့်ရှင်သောစေလျှလျူရှုခြင်း ဥပိ္ပခာနှင့်ရှင်သောစိတ်တို့ဖြင့်အရက်လေးမျက်နှာကို ပြန့်နှံ့စေ၏ ဤနည်းဖြင့်အထက်အောက်ဖီလာအလုံးစုံသောအယံမျက်နာတို့၌တတဝါအားလုံးကိုမိမိနှင့်အတူပြု၍တတဝါအားလုံးပါဝင်သောတတလောကကိုပြန့်နှံ့စေ၍နေ၏။ကာလာမမင်းတို့ဤသို့ယံကင်းသောစိတ်ကြောင်ကြကင်းသောစိတ်မညစ်ညူသောစိတ်စင်ကြယ်သောစိတ်ရှိသောအရိယာတပည့်အားယခုဘဝ၌ပင်စောက်တီရာ၄မျိုးတို့ကိုရအပ်ကုန်၏ တမလွန်လောကတွင်ကုသိုလ်ကံအကုသိုလ်ကံတို့၏အကျိုးဆက်အကျိုးရင်းသည် အကယ်၍ရှိအံ့ငါသည်ကိုခန္ဓာပြည့်စည်၍တည်ပြီးဒီမှာနောက်၌ကောင်းသောလားရာဖြစ်သောနတ်ပြည်သို့ရောက်ရလိမ့်မည်ဟုသောပထမထောက်တည်ရာတမလွန်လောကနှင့်ကုသိုလ်ကံအကုသိုလ်ကံတို့၏အကျိုးဆက်အကျိုးရင်းသည်အကယ်၍မရှိအံ့ ငါသည်မျက်မှောက်ဘဝ၌ပင်ရံမရှိကြောင်းကြမရှိစည်ရင်မရှိသော ချမ်းသာခြင်းရှိသောမိမိကိုယ်ကိုစောင့်ထားရပေ၏ဟုသောဒုတိယထောက်တည်ရာငါသည်တစုံတစ်ခုသော မကောင်းမှုကို အာမထုတ်ခဲ့ငါအားအကုသိုလ်ကံသည်အဘယ်မှစင်းရဲကို တွေးထိနိုင်စေအံ့နည်းဟုသောတတိယထောက်တည်ရာငါသည်မကောင်းမှုကိုမပြုခြင်း ပြုသည်မမီကြီးဟုသောနှစ်ပါးစုံဖြင့်သာ စင်ကြဲသောမိမိကိုယ်ကို ရှုမြင်ရပေ၏ဟုသောသရုတ်ထထောက်တီရာတို့ဖြစ်သည်အရှင်ဖျားတရားတော်သည်အလွန်နှစ်သက်ဖွယ်ရှိပါပေ၏အကျွန်ုပ်တို့သည်မြတ်စွာဘုရားတရားတော်တန်ဃာတော်တို့ကိုလည်းကိုးကွယ်ရာဟု၍စီးကပ်ပါကုန်၏မြတ်စွာဘုရားသည်အကျွန်ုပ်တို့ကို ယနေ့မှစ၍အသက်ထက်ဆုံးယရနာသုံးပါးကို ကိုးကွယ်စည်းကပ်သော ဥပဒကတော်ဟုမှတ်တော်မူပါဟုရှောက်ကြကုန်၏